ဒီဒုက္ခလေးမျိုးကတောင်းရဖြစ်စေရတယ်။နောက်တစ်ခုကဘာလို့ဆိုအပယ်ဆင်းရဲဒါကိုယ်ရမတွေ့ပြီမဲ့အပယ်သားတွေဒုက္ခခံရတော့တွေးကြည့်လိုက်လို့ရှင်အဲ့ဒီအပယ်ဆင်းရတဲ့တောင်းရဖြစ်စေရပဲ။ငရဲခံရတဲ့ပုဂ္ဂိုလ်တွေတရိစ္ဆာန်တွေစဉ်းစားကြည့်လေလူတွေကနေစင်နဲ့အမြငါးတွေဖန်တတ်တာမတတ်ပါနဲ့လို့ဘယ်သူမှမပြောဘူး။ ကျက်တိဝက်တိဖန်ပြီးတော့တတ်နေကြတယ်မတတ်ပါနဲ့လို့သူမနော်ဘယ်သူကမှတားပေးမယ်လို့မရှိဘူးသူတို့မှအကာအွယ်မဲ့နဲ့တတ်ချင်နိုင်တတ်နေကြဒီပြင်တတ်ပါလေတဲ့အဲ့ဒါအဲ့ဒါအပါယဒုက္ခလို့ခေါ်တယ်နော်တို့ချင်တာလောက်တာအကုန်ခံနေရတာပဲလေသူတို့မှဘာမှပြတ်ပြောခွင့်လည်းမရှိဘူးဘေးကလူကလည်းလာပြီးပြောလို့မရဘူး အဲ့အပါယဒုက္ခမသေးတောင်မှနွားတွေနှစ်ပါးကျုပ်ထိုးပြီးရိုက်ခိုင်းနေတာဒါလည်းအပါယဒုက္ခပဲလေကိုနှစ်ပါးကျုပ်ထိုးပြီးအဲ့လိုရိုက်ခိုင်းရင်မလိုလို့လားတော့သူကတော့ပေါ့ပေါ့တွေ့နေတာနွားမူခံရတာလို့ထင်တယ်အခုကလူတွေပါခံနေရတယ်လူကုန်ကူးတယ်ဆိုတာလည်းရှိတယ်။နော် ာပြပါတယ်ရှိနေတယ်ကြားဖောင်မော့တင်ပေးလိုက်အဲ့လူကဘာမှဆက်သက်ပြရတော့ကြားဖောင်ဆိုတာပင်လိုက်တယ်မှာပစောနေပါလိဖန်နေဖောင်အဲ့ပေါ်ရောက်သွားရင်အဲ့ဒီလူကပြန်လာမရှိတော့တချို့ဆိုသေနေရည်တဲ့ကန်ချလိုက်တာပြီးပြီဘာမှပြပါကိုရှိနေတယ်အဲ့ဒါတွေအဲ့ဒုက္ခတွေကနော်အဲ့ ဒုက္ခရောက်ကြတာလေပြန်အဲ့ဒါအပါယဒုက္ခလို့ပြောလို့ရတယ်ပေါ့အဲ့ဒါလေတာဝေကဖြစ်เสียပဲဘာမှတုံ့ပြန်လို့လို့မရတဲ့အနေထားတစ်ခုပေါ့နောက်တစ်ခုကဘာလို့ဆိုရင်အတိတ်ကဝဋ္ဌမူလကဒုက္ခဟိုဆင်းရဲကိုအခြေခံတဲ့ဒုက္ခမှန်သမျှလူဖြစ်လာလေလူဖြစ်လို့ခံရတဲ့ဒုက္ခတွေရှိတယ်လူပွားမှာလည်းဒုက္ခဒုက္ခတွေရှိတယ်အဲ့ဒါဝဋ္ဌနဲ့ပတ်သက်ပြီးတော့ခံရ အနာဂတိဝဋ္ဌမူလကဒုက္ခတန်တရာတဲ့ကမလွတ်သေးဘူးဆိုရင်နောက်တွေးလက်တံဝဒုက္ခတွေရှိသေးတယ်။နော်အတိတ်တုန်းကလည်းတွေးခဲ့ပြီးပြီးနောက်လည်းတွေးအောင်မဲ့ဆိုဆင်းရဲဒုက္ခတွေရှိတယ်။အဲ့ဒုက္ခနှစ်ခုထည့်လိုက်ခုနတစ်ခုနဲ့ဆိုနော်နောက်ဆုံးတစ်ခုကတော့ဘာလို့ပစ္စုပန်နေအာဟာရပရိယတနာဒုက္ခ နေစဉ်ဘဝမှာစားเสียရတောက်เสียရနေဖို့ထိုင်ဖို့အတွက်လုံမှန်ရှာပွေနေရတဲ့ဒုက္ခပဒပတ်ကြီးမားတယ်။နော်။အများကြီးဒုက္ခရောက်တယ်။တော့တသက်တဲ့လူသားတသက်တဲ့လူထင်းနေကြတာကိုရှိလို့ဆိုပြီးတော့တနေ့လုံးဝတနေ့စားတဲ့ပုံကိုယ်ရဲ့ဒုက္ခကိုစဉ်းစားကြည့်လိုက်။ဘလောက်ဒုက္ခရောက်နေလဲ။နေ့ပြန်အတွက်ဆံဦးတဲ့ဆံရှိဘူး။ ဒီနေ့လို့ရှားလာတဲ့အခါမှာဆံလေးဝယ်ပြီးတော့ညတာနေ့လို့ညညမနဲ့စားတဲ့အစားစားလေးအဲ့ဒါနဲ့စားနေရတာအဲ့လိုပုဂ္ဂိုလ်တွေဒါအာဟာရပရိယတနာဒုက္ခလို့ခေါ်တယ်လူတွေလားဆိုတော့မဟုတ်ဘူးတရားတွေလည်းဒီတိုင်းပဲအေးချင်းတဲ့ကြီးတွေဆိုလို့ရှိရင်လည်းသူများအသက်သစားတဲ့ကောင်းနေဟာအသေးလေးကြာကြီးတွေဟိုတည်းနေ ကြွေကြီးတွေလိုက်ဖမ်းတယ်တခါတည်းကံမကောင်းအကြောင်းမလားကြွေခါလို့တည်သွားတာရှိတယ်။နော်ပြန်ပြီးတော့ခုကံလို့တခါရောက်တာရှိတယ်။သူတို့ကအစာပစာရလို့လိုက်ပြီးတော့လုပ်ကြတာ။နေတိုင်းစားရတာမဟုတ်ဘူး။ဝေးတွေပါလေဆိုတော့နေတိုင်းစားရတာမဟုတ်ဘူး။မစားရရက်တွေအများကြီးပဲ။အစာရှာရတဲ့ဒုက္ခလို့ဆိုလို့ရတယ်အဲ့ဒါ။ အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒုက္ခပေါင်း၈ခုဖြစ်သွားတယ်။အဲ့ဒါကိုတန်ဝေဇနိယတရားတန်ဝေဇနိကတန်ဝေကဝဋ္ထု၈ပါလို့တို့ခေါ်တယ်။နော်ပြန်ပြောမယ်ဆိုရင်စာတိစရာပြာတိမရဏအဲ့ဒါက၄ခု